ဲ့ချိန်မင်းသားရီကခေါင်းမိုးပေါ်တက်လာပြီးဖះเจ้าတွင်ပိုင်းထဲမှာလည်းမင်းသားကောင်ကြီးရောက်နေနေပါပြီဖះเจ้าနဲ့ရောခေါင်းမိုးပေါ်မှာပါအော်ဒန်တွေကိုကြားလိုက်ရတာကြောင့် gas တို့ရိတ်မိသွားပြီမင်းတို့နှစ်ယောက်သွားလိုက်ဒီမှာငါတယောက်တည်းထိန်းနိုင်တယ်လို့ gas ကပြောလိုက်ပါတယ်စပီကိုတို့ကလည်း queue site ဖို့မရင်နဲ့ဖះเจ้าစီကိုထွက်သွားပါတယ်အပေါ်ကမှလူတွေပိတ်နေတာကြောင့်လေဝိယုံရဲ့အစွမ်းနဲ့ကြော်တက်လိုက်ပြီးမကောင်းဆိုးဝါးတွေကိုတစ်ချက်ကျွေးလိုက်ပါတယ် ။အီရှိတိုရိုခဏလောက်ဒီနေရာကိုထိန်းထားပေးပါဆိုပြီးဆပ်ပီကိုကကက်စကာရိုစီကိုကယ်ဖို့သွားပါတယ်။ခေါင်မိုးပေါ်မှာမိစ္ဆာတွေကအနားကပ်လာပြီးတင်းအုပ်ဆရာကတော့ဖျားသခင်ရဲ့လူတော်အတိုင်းပဲဆိုပြီးမခုခံမဲ့အသေးခံကြလို့ပြောလိုက်ပါတယ်။ကက်စကာကိုဝိုင်းကြိုက်ဖို့လုပ်နေကြတော့ဖန်နီစ်ကသူ့တက်နိုင်တယ်လို့ပြန်ချရင်ကာကွယ်ပေးနေပါတယ်။ရှီရီကီပေးရဲ့တန်ချက်ကာတွေရှိနေလို့တော်ပါသေးတယ်။အောက်မှာအီရှီတိုရိုကမှော်ဘယ်ရီသီးရဲ့ပြစ်ခုခံရင်ဘယ်ရီသီးရဲ့လည်းကုန်နေပါပြီ။ ရွေးကြမရှိတော့ဘူးပဲဆိုပြီးအီရှီတိုရိုကဓာတ်နှချောင်းနဲ့ gas ကိုချသလိုချလိုက်ပြီးမှဟန်ချက်လွဲသွားပြီးမကောင်းဆိုးကရှောင်လိုက်နိုင်ပါတယ်။ရှောင်ပြီးတင်းပုံနဲ့ပြန်ရိုက်လိုက်တာကြောင့်ငါတေးရတော့မလားလို့အီရှီတိုရိုတွေးနေတော့မှအဖိုးကြီးမော်ဂန်ကဝင်ကာပေးလိုက်တာကြောင့်ချမ်းသာရရသွားပါတယ်။ကလေးနဲ့တက်ကြီးရွယ်ဦးရီတောင်ပြန်ချနေရပဲ။မင်းတို့ကဘာရက်လုံနေရလဲလို့អော်ရင်မကောင်းဆိုးဝါးတွေကိုပြေးထိုးကြချကြပါတယ်။မော်ဂန်ကြီးကတော့မှောက်နေပါပြီ။ရှီဝီခီကတော့ဒီနီယာကနေမြေပြင်ပင်လေ ကောင်းငင်နဲ့မီးဆိုတဲ့အထွတ်မြတ်လေးပါးကိုဆင့်ခေါ်ပါတယ်ကျွန်ုပ်တို့အန်ဒီရဲ့ပေါင်းမကာွယ်ပေးပါဆိုပြီးဂါဒါရီရွတ်လိုက်တော့အဆောင်လျှောက်တွေပေါ်လာပြီးရောင်စင်တန်းနေရာဖះเจ้าအနှံ့ဖြာကျသွားပါတယ်ဒီရောင်စင်တန်းနဲ့ထိမိတဲ့ဖះเจ้าဝင်တွင်းကမှင်စာတွေအကုန်လောင်ကျွမ်းကုန်ပြီးဒဏ်ရာရနေတဲ့သူတွေလည်းပြန်ကောင်းလာပါတယ်မော်ဂန်လိုတည်စီနိုင်တဲ့ဒဏ်ရာတော့ပြန်သက်သာလာပါတယ်သူကအဲ့လောက်တုန်းစွမ်းနာလာဟာဆိုပြီးအကုန်လုံးအံ့ဩနေကြပါတယ်တင်းဥစရာကတော့ဒီမကောင်းတဲ့တက်တွေကိုငါလက်မခံနိုင်ဘူးလို့ရည်ရွယ်ရင်း ဒွိဟာဖြစ်နေတော့မှာရှီဝီကီကကျမကိုကာကွယ်ပေးနေတဲ့ကြီးမြတ်တဲ့စွမ်းအားလေးကိုရှင်နုဟော်လီစီရဲ့တမာကျန်းစာထဲမှာလေကာကွယ်ဆောက်ရှောက်သူနတ်မင်းကြီးလေးပါဖြစ်မှတ်တမ်းတင်ထားပါတယ်လို့ရှင်းပြလိုက်ပါတယ်ဒီကောင်မလေးကထင်ကြီးစရာကောင်းတာပဲလို့ဂက်စ်ကတော့တွေးလိုက်ပါတယ်အဲ့ဒီချိန်မှာခြေနင်းတဲ့အကျယ်ကြီးကိုကြားလိုက်ရပြီးအေယာမအကောင်ကြီးတစ်ကောင်ကိုမြင်လိုက်ရပါတယ်အဲ့အကောင်ဘလူးပဲလို့ရှီဝီကီကဂက်စ်တို့ကိုသတိပေးလိုက်ပါတယ် ဘလူးဆိုတဲ့ကောင်ကဆက်ဝိုင်းနဲ့ဝင်လာဘူးလို့ပြီးမယ်ရှီဗီခီရဲ့အကာအကွယ်ကြောင့်ဝင်မရပါဘူးမရရင်ရတာနဲ့စော်မယ်ဆိုပြီးဘလူးကအနာအတ္တသားချောင်းနဲ့ကောက်ထုတ်လိုက်ပါတယ်ဒီအကာရန်နံပိုင်းဆိုင်ရာအသွင်တွေဝိညာဉ်မိစ္ဆာတွေကိုပဲကာကွယ်ပေးနိုင်တာရုပ်ပိုင်းဆိုင်ရာတွေကိုကာကွယ်မပေးနိုင်ဘူးလို့ရှီဗီခီကရှင်းပြလိုက်ပါတယ်အဲ့အချိန်မှာမိုးရွာလာပြီးမြစ်ထဲမှာလဲဖားနဲ့မြင်းလိုးမွေးထားတဲ့အကောင်လေးတစ်ကောင်ထလာပါတယ် အပြင်ကနေတစ်သားချောင်းနဲ့လှမ်းလှမ်းထုနေလို့ဖះချောင်းပြူလာမှဆိုးရတာကြောင့် gas ကစောက်ခွက်ထွက်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလူယူးနေရလားတည်ခြင်းလို့ထင်နေဆိုပြီးအားလုံးကဝိုင်းပြောကြပြီမဲ့ပက်ကသူ့အတွက်ဒီလောက်ကအေးစေးပါစောင့်ကြည့်နေလိုက်ဆိုပြီးကြုံကြွားဝင်ကြွားလိုက်ပါတယ်ဘလူးကချဖို့အလုံးမှာ gas ကဘိုက်ကိုဘုံနဲ့ထုလိုက်ပြီးဟန်ချက်ပြတ်သွားတဲ့ကောင်လက်တစ်ဖက်ဖြတ်ခါးကိုပါခုတ်ပေးလိုက်ပါတယ်ဟိုကောင်ကပြန်ချတာကိုလည်းဓားပြားနဲ့ကာလိုက်ပါတယ် ဒက်စ်ကတာမန်မဟုတ်မှန်းသိပြီမဲ့ဒီလောက်ကြီးကတော့တော်တော်လွန်နေဆိုပြီးစပီကိုရေရွတ်လိုက်မိပါတယ်ဘလူးဟာသူ့ရဲ့ပြတ်ထွက်သွားတဲ့လက်ကိုပြန်ကောက်ဆက်ပစ်လိုက်တာကြောင့်ဒီကောက်ကို short တွက်လို့မရဘူးဆိုပြီးဂက်စ်ကတွေးလိုက်ပါတယ်လက်ပြန်ဆက်မသွားခင် ခုတ်ပြရမယ်ဆိုပြီးပြေးအလာမှာရေပူပေါင်းနေနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်အဲ့ဒါ kelby ပဲလို့ shiwi ki ကရေရွတ်လိုက်ပြီးဂက်စ်ကိုစိတ်ချင်းဆက်သွယ်ရင်ပြောပြလိုက်ပါတယ် kelby ဆိုတာအလေလက်အစင်ရေဝိညာဉ်ပဲတဘာဝအင်အားစုအချို့လွယ်လွယ်ထိန်းချုပ်နိုင်တယ် မိုးရေထဲမှာဆိုရင်သူ့ကိုပူပြီးအားကောင်းစေတယ်ဒီအချိန်နေမှာခယ်ပီယာအရန်အန်တီများတယ်သူတို့ကကိုယ်ဆန္ဒတိုင်းလောက်ကြတာမိတ်ဆွေရန်သူတွေမခွဲဘူးလူသားဝိညာဉ်တွေကိုလည်းဝါမျိုးကျင်နေဆိုပြီးပြောပြလိုက်ပါတယ်ဂက်စ်ကခယ်ပီကိုကြည့်ရင်မင်းအမော်သုံးတက်တယ်ပေါ့ဟုတ်လားအုံးတော့မရှိရဲ့စောက်ယူမကောင်းဆိုပါလှုပ်ချင်ရလှုပ်တဲ့ကောင်ပဲလို့ရည်ရွယ်လိုက်ပါတယ်စပီကိုကကျွန်တော်လည်းသူ့ကိုသွားကူမယ် အဲ့အချိန်မှာရှီဝီကီယာဂါရတ်ခုခုရွတ်ပြီးပြန်တိုက်ဖို့ပြင်မာလို့ပြောရင်အောက်ကိုဝေ့ယုံအကူညီနဲ့ညင်ညင်သာသာခုန်ဆင်းသွားတာကြောင့်ဒီလောက်အချိန်တိုလေးအတွင်းမှာပိုင်ပိုင်နေနေထိန်းချုပ်နိုင်နေပြီလားဆိုပြီးရှီဝီကီယာဆပ်ပီကိုချီးကျူးနေပါတယ်ဆပ်ပီကိုကလေဝိညာဉ်တွေကိုစူးစီးပြီးတိုက်ခိုက်လိုက်ပေမဲ့ခယ်ပီယာရေဝင်နဲ့ကာလိုက်ပြီးမှော်စွမ်းနဲ့ပြန်ချတာကြောင့်မှော်စွမ်းချင်းပြန်ရသလိုဖြစ်နေပါတယ်ကျွန်တော်တို့ခယ်ပီယာပို့ပြီးတင့်တော်မယ်ထင်တယ်ကျွန်တော်ဒီကောက်ကိုတာဝန်ယူလိုက်မယ်လို့ဆပ်ပီကိုကပြောတော့လှုပ်ချင်ရတာလှုပ် ကြံတဲ့ကောင်ကိုငါခုတ်မယ်ဆိုပြီးဘလူးဆိုတဲ့ကောင်ကိုပူဝေပါထွက်ကြအောင်ဘိုက်ခွဲပေးလိုက်ပါတယ်ဒီမကောင်းဆိုးဝါးကြီးတော့တယောက်တည်းနှိမ်နင်းနိုင်သွားတာလားဘလူးလူလဲဟာဆိုပြီးအံ့ဩနေကြသလိုမှင်စာရီကလည်းဘလူးရဲ့ဥတွေကိုတက်စားကြပါတယ်ဒါပေမဲ့ဘလူးကမသေးသေးပဲမှင်စာရီကိုလွှင့်ပြစ်လိုက်ပြီးပြန်ထလာပါတယ်ရှီဝီကီကငါမြင်မြင်လုံးမဖြစ်မယ်ဆိုပြီးဝိညာဉ်လောကကိုလိပ်ပြလွှင့်နေရင်နှက်ကွင်းတစ်ခုအနားမှာရေတဘာဝအင်အားစုကိုတွေ့သွားပါတယ် ဆပ်ဘီကိုကခယ်ပီနဲ့တိုက်ခိုက်ရင် သူ့တိုက်ခိုက်မှုတွေကိုရေနယံကာပေးနေတာကြောင့်အခက်တွေ့နေပါတယ်။နောက်ထပ်တိုက်ခိုက်ဖို့လုပ်နေချိန်မှာခယ်ပီကမှော်စွမ်းတဲ့ဆပ်ဘီကိုရဲ့ခန္ဓာကို ရေတွေလွှမ်းသွားအောင်လှုပ်လိုက်တာကြောင့်အသက်ရှူမရဖြစ်နေပါတယ်။ရုတ်တရက်လေဝိညာဉ်တွေရှိတာကိုတတိယသွားပြီးလေစွမ်းအားနဲ့ရေတွေကိုမှုတ်ထုတ်လိုက်ပါတယ်။အသက်ဝအောင်ပြန်ရှူရင်အကြံရသွားပြီးသားနဲ့ခုတ်ဖို့မကြိုးစားတော့ပဲလေစွမ်းအားနဲ့ရေဝဲတစ်ခုကိုဖန်တီးလိုက်ပါတယ်ရေဝဲထဲမှာ KLB ချုပ်မိနေတော့ စပီကိုကမေးအောက်ကနေဓာတ်နဲ့ထိုးဖို့လုပ်ပေမဲ့ခယ်ပီယာရေဆွမ်းအားရည်နဲ့ပြန်တိုက်ခိုက်တာကြောင့်စပီကိုလွန့်သွားပြီးနောက်ကမင်စာရဲ့တင်းပုံနဲ့ကြောကုန်းကိုရိုက်လိုက်မိပါတယ်စပီကိုဒုက္ခရောက်နေတော့အီရှီဒူရူကိုလည်းစိတ်ပူသွားကြပါတယ်ဂက်စ်ကစပီကိုသွားကူဖို့လုပ်ပေမဲ့ဘလူးကောင်ကအလစ်မပေးဘဲလိုက်ချပါတယ်ခယ်ပီယာရေပူပေါင်းနေနဲ့လှမ်းပစ်လိုက်ပြီးစပီကိုအထိနာရောမဲ့ချိန်မှာရေနယံတစ်ခုကစပီကိုရှေ့မှာကာသွားပါတယ် ။မင်းစားတကောင်ရင်းစီလည်းရေဝဲရီတဲ့ပိတ်မိကုန်ကြပြီးလှမ်းကြည့်လိုက်တော့ရှီရီခီရဲ့လက်ချက်ဖြစ်နေပါရဲ့။ရေဝဲညင်ဟာရှီရီခီကိုဝန်ပူပြီးမကောင်းဆိုးဝါးတွေကိုနှိမ်နှင်းဖို့လုပ်နေရပါ။ငါဟာဒီနေမီရမြစ်တီထဲမှာစီစဉ်တဲ့ရေဝဲညင်ပဲ။ရှီရအတိုင်းဒီနေမီကိုညံ့ညမ်းအောင်လုပ်ခဲ့တဲ့မကောင်းတဲ့ဝိညာဉ်တွေကိုငါတန့်စင်ပေးမယ်ဆိုပြီးရှိဝီကီယာရေဝိညာဉ်နဲ့တသားလေးကြသွားရင်မြည်ရီတက်လာဖို့ခေါ်လိုက်ပါရဲ့ရေစည်းတန်တွေတုံတုံကြားရပြီးမကြခင်မှာပဲမြည်ရီတက်လာတာမကောင်းဆိုးဝါးတွေမျောကုန်ပါရဲ့ မော်စွမ်းကအလောက်တောင်လားဟာဆိုပြီး gas တောင်အံ့ဩနေပါလေဘလူးဆိုတဲ့ကောင်ကရေထဲကိုမမျောခြင်းမဲ့အင်တင်တင်လှုပ်နေလို့ gas ကရေထဲဆင်းစောက်ခွက်တက်ခုတ်ပေးလိုက်ပြီးသူကိုယ်တိုင်တော့မမျောအောင်တက်သားပိုင်းတွေကိုဖက်ထားရပါလေကယ်ပီကိုလည်းစပီကိုကသူ့နီးသူဟန်နဲ့ရှင်းလိုက်ပါလေရှီဝီကီကမော်စွမ်းအားနဲ့အတော်လေးကြမ်းနေပြီး gas နဲ့စပီကိုရောကလည်းကုတာဝင်ကိုကြည့်အောင်လှုပ်မကောင်းဆိုးဝါးကြီးကိုတတ်လိုက်နိုင်တာကြောင့်အီရှီဒိုရိုတယောက်ကိုကိုကိုအသုံးမကျသလိုခံစားနေရပါလေမင်းစားတွေမကောင်းဆိုးဝါးကြီးကိုရေနဲ့ပါသွားပြီး ါတို့မော်ဆီယာမလေးကကေတင်ပေးလိုက်တာပဲဆိုပြီးရွာသားတွေကရှီဝီကီကိုကြီညိုချစ်ခင်နေကြပါတယ်။သူများတွေချီးကျူးခံရလေလေ။အီရှီတိုရောကသူ့ကိုယ်သူအားမရလေလေဖြစ်နေပြီးဒါကိုအဖိုးကြီးမော်ဂန်ရိမ့်မိပါတယ်။နတ်တငယ်မလေးအီဗာလဲတာက ရှီဝီကီငါတို့ရက်တင်မိထင်တယ်။မှင်စာရီအားလုံးကုန်သွားပြီလို့ပြောပေမဲ့ရှီဝီကီကအသိစိတ်ပြန်မကတ်သေးတာကြောင့်ဖာနီစတိုဘက်ကိုလှည့်ပြီးမကောင်းတော့ဘူး။ရှီဝီကီကရေဝိညာဉ်နဲ့ဆက်နွယ်မှုဟာကောင်းလွန်းတော့သူ့ကိုယ်သူမေ့သွားပြီလို့ပြောလိုက်ပါတယ်။ ဖာနီစ်ကရှီဝီကီပြန်နိုးလာအောင်လှုပ်နိုးဖို့လှုပ်တော့အီဗာလဲရာပြပြတလဲတားလိုက်ပြီးလက်ပြလွတ်နေတော့ခန္ဓာကိုယ်လှုပ်နိုးလိုက်ရင်ဘလို့တက်ရောက်မှုမျိုးတွေရှိမလဲဆိုတာမသိနိုင်ဘူးလို့ပြောလိုက်ပါတယ်။မော်ဆီယာမိုင်ဖလိုရာရောဒလိုချင်းနေဖြစ်ရင်မော်ဒုတ်တန်ကိုစီးချက်ကြကြခုနှစ်ချက်သုံးခါခောက်ရမယ်လို့မှားထားကြအောင်အီဗာလဲရာပြောလိုက်ပြီးဖာနီစ်ကအဲ့အတိုင်းခောက်ပါတယ်။ရှီဝီကီရောရေဝိညာဉ်နဲ့ဓာရဲကြပြီးဒေတာကန်လူတွေကိုလည်းရေဝိညာဉ်အရောသူကိုယ်တိုင်ကပါတိတ်မကြည့်တာကြောင့်အမျက်ဒေါသကြီးနဲ့ရေရီစီးတဲ့စီးလောင်အောင်လုပ်နေပါရဲ့ အဲ့အချိန်မှာမှော်ထုတ်တံခောက်တဲ့တံကိုကြားရပြီးသူ့ဆီယာမဖလိုရာရဲ့မျက်နှာကိုပါမြင်လာတာကြောင့်အသိဝင်လာပြီးလက်တွေ့လောကကိုပြန်ရောက်လာပါတယ်။ရေစည်းပြင်းတာနဲ့ဖះเจ้าကိုပါရေတွေကအဆောက်အုံပြက်တွေဝင်ဆောင်ပြီးလှုပ်သွားတာကြောင့်ခေါင်မိုးဆွန်းမှာရှိတဲ့ကက်စကာပြုတ်ကျသွားပြီးဖာနစ်ကပါလိုက်ကယ်ရင်ရေထဲပါသွားပါတယ်။လှမ်းဆွဲလိုက်ဆိုပြီးဂတ်စ်ကလက်လန်းပေးပြီးမမီလိုက်ပါဘူး။ဖာနစ်နဲ့ကက်စကာတို့နှစ်ယောက်ကရောရေစည်းတိုင်းပါသွားကြပါပြီ။ ျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးတာနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦးပြီးတော့ပင်ကွင်းမှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး